အရင်မဟာတ်ဂျာဘီဒ်ဘင်ဆမူရာရဒီအလာဟူအန်နုတခင်ကပဲစင်ပြန်တဲ့ရာအီတူရဆူလလာဟီဆလလာဟူအလัยဟီဆလမ် ဖီလေလတ်အီဒဟီယန်ကျွန်တော်အားရတမရမဆလောက်ဆမ်ကိုလာဖြင်းညမှာကိုရောကိုကျွန်တော်တွေ့တယ်တဲ့ဝါလေးဟွလတ်နဟမရာကိုရောရဲ့ခန္ဓာကိုအပေါ်မှာတဲ့နော်အနီယောင် နော်ဆုတ်ပေါ်နော်အနီယောင် အင်းချုံထေရောအနီအောင်လုံးကြီးရောကိုတော့ဝစ်စင်သားတဲ့ဒါပေမဲ့ဒီနေရာမှာအနီအောင်ဆိုတာအနီအောင်တတ်တတ်မဟုတ်ဘူးကျွန်တော်အရင်ဒီဝက်မှာလည်းရှင်းပြခဲ့ပူတယ်အနီအောင်ဆိုတာက line စင်းလေးတွေပေါ့ဆိုတာကအင်းကြီးပိတ်ဆအဖြူပေါ်မှာအနီ line လေးတွေပါတာဖြစ်မယ်နော်ဒီတော့အမှတ်တမှတ်ကြည့်ရင်တော့ကျွန်တော်တို့ဒါအနီအောင်လို့ပြောမှာပေါ့ဒါပေမဲ့လုံးဝနီနီဆွတ်ဆွတ်ကြီး နော်နီနီရဲရဲကြီးမဟုတ်ဘူးပေါ့နော်ဥပမာဖြစ်ပစိုးအမဲရောင်အပေါ်မှာအစိမ်းရောင်လိုင်းလေးတွေပိုင်ရင်ဒါကျွန်တော်တို့ဘာခေါ်လဲအစိမ်းရောင်ပစိုးလို့ပဲပြောတာပဲအဲ့ဒီသဘောမျိုးပေါ့နော်ဖာချာအလ်တူဒီတော့ဆွာဘာကဆွာဘီကပြောပြတယ်အန်ဇူရူအီလိုင်ဟီဝဲအီလလ်ကမရနော်ကျွန်တော်ကုရောကိုကြည်တယ်ကျွန်တော်လကိုကြည်တယ်လပညာရဲ့လကိုကြည်တယ်ဖလဟူဝအင်ဒီအဟ်ဆနူမီနလ်ကမရနော်နောက်ဆုံးမှာကျွန်တော်နော်ကျွန်တော်ဆုံးဖြတ်လိုက်တယ် ိုရမတ်ဆလလာဟူအလိစလမ်ဟာနော် လာပညာလာဝန်းထက်ကိုပူပြီးတော့လှတော်မူတယ်။နောက်ရီဝဲတကူအသစ် အမတ်စင်30မှာအဒတ်ဘရာဘင်အာဇစ်ရာဒီအလ္လာဟူအန်ဟူတခင်ဆင်ပြန်နေနော်ဒီတော့လူတယောက်ကလာမီးတယ်နော်အဲလာမီးတယ်ဗာမီးလဲဆိုတော့အကန့်နဝတ်ချူရဆူလ္လာဟီဆလလာဟူအလัยဟီဝဆလမ်မစ်လဆိုင်ကိုရောရဲ့မျက်နှာတော်ကလင်းလက်တောက်ပါတယ်ဆိုတော့တော့ဓာတ်တကိတူလင်းလက်တောက်ပါတာလားတဲ့တော့ဓာတ်ဆိုတာလေဒါက နော်တန်ထိန်နဲ့လှုပ်ထားတဲ့ငွေရောင်တလက်လက်တောက်ပါနေတာပဲဒါမဲ့ဆွာဘီဟဇတ်ဘရာဘင်အာဇီဘရဒီအလ္လာဟူအန်ဟူတခင်ကဘာဖြစ်လဲဆိုတော့လားတဲ့အဲ့ဒီလိုမဟုတ်ဘူးတဲ့ဘယ်နော်မစ်လ်ကမာနော်လာခ်တကေဒူတောက်ပါနေတာဆိုတော့ကဓာတကေဒူတောက်ပါတာမဟုတ်လာတကေဒူတောက်ပါတာတဲ့အလိုတော့ဘာလဲဆိုရင်ဓာလေးတောက်ပါတယ်လလေးတောက်ပါတယ်မှန်တယ်ဒါပေမဲ့ဓာရဲ့တောက်ပါမှုကလူတယောက်ရဲ့မျက်စိကို ကျိန်းနဲ့လရဲ့တောက်ပါမှုကလူတယောက်ရဲ့မျက်စိကိုအေးချမ်းနဲ့ဒီတော့ကိုရောရဲ့တော့တောက်ပါမှုပေါ့ကိုရောရဲ့မျက်နှာတော်ရဲ့လင်းဝင်းတောက်ပါမှုကကြီးတဲ့သူကိုအေးချမ်းစေတယ်အေးမြစေတယ်ဆိုတဲ့အလိုသဘောဖြစ်တယ်တဲ့